အားလုံးပဲမင်္ဂလာပါခင်ဗျာ။ရွေးဦးမိသားစုဝင်ပေါင်းတို့ရေရွေးဦး Family YouTube Channel လေးကနေအားလုံးကိုပြန်လည်ကြိုဆိုပါရစေနော်။ဒီကနေ့မှာတော့ကြပြဆရာကြီးမင်းညိုရဲ့ကြပြအချို့ကိုဖတ်ပြပေးပါရစေခင်ဗျာ။ကျွန်တော်နဲ့အတူတူလိုက်ပါခန်းစားနားဆင်ပေးကြကြပါဦးနော်။ရွေးဦးနီတန်းငိမ့်နေတဲ့ပြောကြလို့လမ်းမော်တက်ပြီးလက်သုံးချောင်းထောင်လိုက်တယ်။ခမည်းလူလူက လူမြင်ကွင်းမှာအနေများပါတယ်ဆိုပြန်တော့ အိမ်နဲ့ပြန်ဝင်လာလိုက်တယ် Facebook မှာပြင်းပြင်းထန်ထန်ရေးပြီးတော့ဟဲ့လူနဲ့နဲ့လျှော့အောင်နဲ့ဒါနဲ့၃လရက်ဘာမှမရေးပဲနေတဲ့အခါကလောင်သမားကကလောင်တာဝန်တော့ကြေမပေါ်ပြားတဲ့ဒီလိုနဲ့905ရွေဖန်စီကြန့်လာတဲ့အခါဟဲ့လူခမပြေးတော့လေးတဲ့ရှင်တန်နေဖို့လိုတယ်တဲ့အဲ့ဒါလိုတိုက်တွန်းတဲ့တဲ့ဆရာကြီးဗမော်တင်အောင်နဲ့ဆရာကြီးဒီကုံတာယာဦးသေးမြိုင်တို့လည်းပါဝင် ပြေးဖို့ထုတ်ကလေးပြင်းနေတော့မှပဲဆဲရန်စူရန်တညံညံကနာဝရောက်လာအသက်ပေးသွားတဲ့လူငယ်တွေကမှ အာမနာဒီရည်ဒီမြေကိုစော့ခွာရသလားတဲ့ပြားတဲ့နှွေဦးနီတန်းမှာအခြေနေရ တိုင်းမီကထွက်ခွာလာသူတွေကိုမချေနဲ့တဲ့ကြောင့်နှွေဦးမတိုင်မီကျိုရောက်နေသူက ဖောင်ကြီးကြီးသူပြည်ဦးအောင်ပြောတယ်အားတို့မှာအားတို့ပဲရှိတာဆိုပြီး သူတို့ဘာသာသူတို့ တောက်ကြစားကြပျော်ကြပါကြရတယ်။ကြာဆုံးသွားရတဲ့ဒေါ်လန်ရဲ့ရဲဘော်လေးခမရမှာတော့တီသွားတဲ့အထိသူယုံကြည်တဲ့ဒေါ်လန်ရဲ့ပေါ်အပြစ်တင်စကားတခွန်းဆိုချိန်မရခဲ့အဖမ်းစီးခံလိုက်ရတဲ့ဒေါ်လန်ရဲ့ရဲဘော်မာလေးကလည်းကြောက်စိတ်တစ်ဇက်မှမဖော်ပြပဲရင်ကော့ပြီးထောင်ထဲဝင်သွားဒါနဲ့ပဲကိုလေရရလက်နဲ့ဆွဲကင်ပြီးနိုင်မပုံတပုံပြစ်တင်လိုက်တော့မိသားစုကို ငဲ့ပါအောင်နဲ့လက်နက်ပုံပြန်ဖြက်ပြီးမိသားစုကိုငဲ့လိုက်တော့တိုင်းမီမျက်နာကိုလည်းကြည်အောင်လေတဲ့ဒီလိုနဲ့ဟိုမရောက်ဒီမရောက်တောမရောက်တောင်မရောက်ကောက်တောက်တောက်တော်လန်ရေးကြပြားတကောင်တယောက်ဟာတောက်တောက်ဦးအောင်မောင်တိုက်ခဲတဲ့ဆေးတွေတောက်ပြီးကြီးကန်းတောင်ပေါက်ဖြစ်နေဖို့ရောက်ဝင်ကန်းများညီမင်းညိုຫນွေဦးတက်တန်ကောင်းငင်ကတက်တန်ကိုကဲရဲ့ပြစ်တင်မှု ူတို့ကြိုးစားကြချားသောအယောင်များနဲ့ရောရှက်မှုဆိုတဲ့စွဲချက်နဲ့ကဘာမီရဲ့အတ္တမတရခွင်မှာညီမင်းညူပေါချများမပြည့်တဲ့အိုမန်လဲမတိစေခြင်းဘောင်မင်ကလည်းခတ်ပြခြင်းခက်ကလို့ဖြည့်တဲ့အခါသူတို့မှာစန္ဒပြည့်ကြတယ်ကြပြစရာညီမင်းညူ